နာနမောကံနဝရပြံပလင်ဘံဂူရဇောချက်ကမယံတွင်တယံမူအလားတော်သာသရံသင်ကိုယံသူအဟံသောနုထု သဘောရုပ်သမုတ်ဤသို့တတ်ရန်ရှင်။အိုးသုံးမြင်တွင်မြေတုတ်သမဗုဒ္ဓဝင်တည်းဤရွှေရုပ်ခန္ဓာညမကြခင်ကျွေပြုတ်ရန်သာဒီမန်လေးနှင်းအိုးသုံးမြင်တွင်မြေတုတ်သမဗုဒ္ဓဝင်တည်းဤရွှေရုပ်ခန္ဓာညမကြခင်ကျွေပြုတ်ရန်သာဒီမန်လေးနှင်း တအားကုန်ရွက်ဆံအချက်တထောင်ရှိလေရတော့တမင်းလူရဲ့မမြင်ဝန်းလေအသာတော့ရင်ညွန့်လွယ်ရင်ညွန့်လွယ်ဆဲ့ငယ်ဆဲ့ငယ်ငယ်လေးမတဟောကြတော်မူလျင်ဤမုန်တရားတွင်မရှိမဆန်းတဲ့အော်တဲ့အသံနဲ့ရဝနာမြင်လို့ဒီမှာတွင် ်ဖြစ်လို့ဒါတွေမချိမဆန်းတဲ့អော်တဲ့အသံနရဝနာញញោនីမာတွေញញញပဲ့တည်ဟီးကြည့်တော့အပန်းတော်ပင်လေအလောင်းတော်ကြီးရဲ့ထထအော်တော်မူရာဌာနခံလူဖလိုင်းတော့အိုင်နဝရကံញញချကပင်ရန်တွင်သနာမစွန်းအလုံးလေးတည်ရဲ့ ထင်လင်းဆင်းရဲတရားနဲ့တွေ့ရှိရတွင်ရှင်မင်းအရှင်ဖျားပေးချစ်ကြမင်းအင်းရဲ့မင်းနာမှတွေ့အသက်သက်ဖြာ၍ဘဝနှစ်ဖက်ကိုမြေမှာဆက်တော်တင်လွန်ဆင်းရဲသင်္ကအဟာရစကိုမြင်အလောင်းတော်ကြီးသတိချလို့မချိမဆန့်နဲ့ဟောဝိပဿနာတော်ကိုသင် နာဂိမေသည်ရာသိန်းတွေညာယူချုပ်၍ရန်သူအယုံလေးလည်းနဲ့ကြောင်းရာသောနာနာဂိမေသည်ရာသိန်းတွေညာယူချုပ်၍ရန်သူအယုံလေးလည်းနဲ့ကြောင်းသွေးအသက်သက်နဲ့ဘုရားပရမေမယဒုက္ခဝေဒနာမီးလျံတွေ့တာတောင်းပီးခံ၍နေတော်မူသောအရှင် မချင်းဆန်းနဲ့အော်ရဲအဆန်းနဲ့ရဝနာမြေလိုဟိမာရွေလေးလေးဒီမုန်တရွေမချင်းမဆန်းနဲ့အော်ရဲအဆန်းနဲ့ရဝနာမြေလိုဟိမာရွေလေးလေးပဲ့တင်ဟိကြည့်တော့အပန်းတော်ပဲလေးအလောင်းတော်ကြီးအထက်အော်တော်မူရာဌာနခံလူလှိုင်းတော်အိုင်နဝရကံ မြိုင်ချကပယံတွင်သနာပသုအလုံးလေးလေး